YWD online media ကိုကြည့်ကြည့်အားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေချင်။တစောင်းမုံလာပြည့်နေ့မှာဆရာမင်းသင်္ခါရဲ့တပည့်များကစေပေါင်းခပွဲကျင်းပခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ချင်။ရန်ကုန်မန္တလေးအမြန်လန်68မိုင်ရှိနဂါးညီနောင်ကျောင်းတိုင်းမှာ1389ခုစောင်းမုံလာပြည့်နေ့ညပိုင်းကစေပေါင်းခပွဲကျင်းပခဲ့ပါတယ်။အဆိုပါစေပေါင်းခပွဲကိုနဂါးညီနောင်ကျောင်းတိုင်းဆရာတော် ပြည်ရှိမင်းယေစုဆရာတော်ကြီးဒေါက်တာဗဒ္ဒနာအာဒိဆဝန္တအားအမှုထား၍ဆရာကြီးမင်းသိန့်ခါရဲ့တာထွေမှာဖြစ်တဲ့မဟာဝိဇာရာဇောတိကမဟာပရာဟိတဒရာဆရာမင်းသိန့်ခါရင် ਨੇ မဟာဝိဇာရာဇောတိက မဟာပရာဟိတဒရာဆရာဝင်းမင်းအောင်တို့မှာစီစဉ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်အဆိုပါစေပေါင်းခောက်ပွဲနဲ့ပတ်သက်ပြီး မဟာဝိဇာရဇောတိကမဟာပရဟိတတရဆရာဝင်းမင်းအောင်က ခုလိုပြောကြားထားပါတယ်ဒီနေ့ကျင်းပတဲ့နေ့ကတော့တကောင်မုံလာပြည့်နေ့ဆေးပေါင်းကဆေးပေါ်ဘွဲကိုဗဆရာကြီးတပည့်ဆရာဆာမများမှစုပေါင်း၍တိုင်းနေပြည်နဲ့မြန်မာပြည်နဲ့မှာဖော်နေကြတဲ့ချိန်မှာကျွန်တော်တို့တွေလည်းပဲအခုဒီနေ့တွေ့ရတဲ့ဆရာဆာမနဲ့စုပေါင်းပြီးဆေးပေါင်းကပဲခန်းတော်ကိုယနေ့ရှာတော်ဖျားကြီးရဲ့98မိုင်အမြန်လမ်းမှာကျွန်တော်တို့ဒါ ခုနှစ်သားသမီးရှေ့မှာဆေးပေါင်းဖောက်ွယ်ပြုလုပ်ခြင်းဖြစ်ပါတယ်။ရရှိလာတဲ့ဆေးတော်ကြီးများကို ခုနှစ်သားသမီးပေါင်းကိုမေတ္တာနဲ့ဝေငှပေးခြင်းပြုပါတယ်။ဆေးပေါင်းကားတဲ့ဆိုဆိုရဲ့အကြောင်းရင်းမှာဒီနေ့ဟာနှခများဆုံးညညဝိဇ္ဇာများစူးစီးတဲ့ညဖြစ်တဲ့အတွက်သိသပင်ကောင်းနွယ်ပင်တော်မှဆေးပေါင်းကားရင်ဆေးဘက်ဝင်နေဆိုတဲ့ဆိုရဲစကားနဲ့ညီဒီနေ့နှခဒါရဆုံးကြီးတဲ့နေ့မှာဘာဆရာကြီးဒေါက်တာမင်းသိကထူရံဇောင်မုံလှပြမှာမပြတ်မကွက်သော စေပေါင်းခွက်စီရင်များကိုလည်းစီရင်ခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အဘရဲ့တပည့်ဆရာဆမများစူပေါင်းပြီးစင်လာမပြက်စေပေါင်းခောက်ပဲခါနာကိုကျင်းပါပြီးရရှိလာတဲ့ဆေးတော်ကြီးများဟာပိယသတိလာဘသတိဒါနသတိဆိုတဲ့သတိပေါင်းများစွာနဲ့ပြည့်စုံပြီးလတ်လာပါနဲ့ငွေကြေးပါမှချမ်းမိမိတို့ရဲ့ကိုယ်ရည်တာခက်ခဲပြဿနာအောင်းလုံးတို့ကိုဖြေရှင်းနိုင်တဲ့အစွမ်းသတ္တိရှိတဲ့အတွက်ယနေ့ညမှာတတိတကောများပြည့်ဝရရှိသောဤဆေးတော်များကိုဖော်ယူပြီး ခုနှစ်ရက်သားသမီးများကိုမေတ္တာနဲ့ဝင်ခပေးခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဆွေတော်ကြီးမှာစပြီးလှုပ်ဆောင်တဲ့နေရာမှာလိုအပ်ချက်တွေရှိပါတယ်။ဒါတော့အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့ဆေးပြူလိုပါတယ်။နောက်တန်လိုက်လိုပါတယ်။မုံကြီးစီလိုပါတယ်။နောက်ဆွေတော်ကြီးမှာကျွန်တော်တို့ထည့်ဖို့စပကြီးသေးကြီးလိုတယ်။ဆွေတော်ကြီးကိုကျွန်တော်တို့အမွှေးသနာများသုံးဖို့အမွှေးသနာစီလိုပါတယ်။နောက်တစ်ခါအမွှေးဒီဆွေတော်ကြီးကိုပေါ်ဖို့ကျွန်တော်ကြီးကြီးမိသားစုတွေလည်းလိုတယ်။ မိခွေတွေလည်းလိုတယ်မိစာအိုးတယ်လိုပါတယ်အဲ့တော့အဓိကထားပြောချင်တာကတော့ဒီဆေးတော်ကြီးမှာပါဝင်တဲ့ဆေးပစ္စည်းများဆိုလို့ရှိရင်ဆေးပြူဖြစ်ပါတယ်ဒီဆေးပြူကိုကျွန်တော်တို့ရောနှောဖို့အတွက်အပြူစင်လေးများကနေပြီးတော့မုံချင်းစီနဲ့တန်လိုက်တော့အရင်သွေးပါတယ်ဆွလွဲသဘာတန်လိုက်တရားဆွဲငင်ချင်းမုံလေးမုံချင်းစီဆိုတာအစွမ်းသတ္တိပြည့်ချင်းဆွဲငင်ချင်းဆိုရသဘောတတ္တိကိုရရှိပါတယ်နောက်တစ်ခုကျွန်တော်တို့ဗာထည့်လဲဆိုတော့ဇပကြီးသဲကြီးထည့်တယ်နောက်တစ်ခုဗာထက်တဲ့သေးလဲဆိုတော့ ။စပယ်ကြီးသဲကြည်သည်ညှို့တက်ညှို့အားကိုရရှိတဲ့အတွက်ထဲခြင်းဖြစ်ပါတယ်။မိမိတို့ရရှိတဲ့ဆေးပြူဟာအနတ်သက်မရှိတဲ့အတွက်ရှင်လင်းအင်းပြတဲ့အမွှေးရတာကိုရရှိရန်ကျွန်တော်တင့်လျော်သော အမွှေးရတာများကိုအသုံးပြုရထဲပါတယ်။ရရှိပြီးဖော်ဆထားပြီးတဲ့စီများအားလုံးပေါင်းဆက်ပြီးကျွန်တော်တို့ခုနခေါ်တဲ့ခရီးသားမြေရှင်းပါပါတယ်။ဒီစီပြုကိုကြက်ခိုးတင်ပြီးရရှိတဲ့ကြက်ခိုးနဲ့စီပြုနဲ့ရောပြီးဆေးတော်ကြီးပြေကျွန်တော်တို့အသုံးပြဖော်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့တော့ဆေးတော်ရဲ့စွမ်းပတ္တိယာဆိုလို့ရှိရင်နက္ခမြဆုံကြီးနဲ့တသောမိုးလှပြည့်နေ့မှာပေါ်ဆက်ထားပြီးဖြစ်တဲ့တဲ့ဝိဇာရမိတ်ဒီကိုတိတ်တိတကိုရရှိပြီးတကားလားဤဆေးတော်ကြီးမှာပါတိတဲ့စွမ်းသတိဖြစ်သောတန်လိုက်တော့ဤဆွဲရင်ဒီအားသဘီးသေးချင်ညွတ်တတ်တယ်အားမုံကြီးစီစိကတ်တော်အားအမွေးနာသာစီသင်းပြိုင်သင်းကြုံတော်အားတို့အားပေါင်းဆက်ထားခြင်းဖြစ်တဲ့အတွက်ဤသွေးမွေးတို့အသုံးပြုမဲ့ဆိုရင်ဈေးအောင်ကောင်းမယ်ပြာသိတိတွေတိုးတက်မယ်အကယ်၍ဒီဆေးကို နှခမ်းပါဇက်မှာတို့ပြီးသွားမယ်ဆိုရင်မိမိပြောဆိုသမျှအောင်းမြင်မယ်ဇေယောင်းကောင်းခြင်းတော့ရေသမှုထဲမှာအနည်းငယ်ထက်ပြီးနေ့စဉ်ဆိုင်နှက်ပပြားမယ်ဆိုရင်တော့ဇေယောင်းကောင်းမှာဖြစ်တဲ့အတွက်အင်မတန်မှကောင်းမွန်သောပိယတကြီးဒါနတကြီးပြည့်စုံသောဆေးတော်ကြီးဖြင့်ကျွန်တော်တို့ကသတ်မှတ်ပြီးအသုံးပြုခြင်းဖြစ်ပါတယ်။ဖြစ်ဆွတ်ပြောကြားခြင်းအရအခုကျွန်တော်ဆေးပေါ်ကြီးပြုလုပ်တဲ့နေရာမှာကျွန်တော်တယောက်တည်းနဲ့မပြီးဆုံးပါဘူး။ဗားဆရာကြီးဒေါက်တာမင်းစိန်ကနေတပည့်နဲ့အခုမြင်တွေ့ရတဲ့ဆရာဆရာမနဲ့စူပေါင်းအားနဲ့ ေါ်ဆက်ခြင်းဖြစ်တဲ့အတွက်အများစုပေါင်းကောင်းကျိုးဖြင့်လားခုနှစ်သားသမီးပေါင်းကိုအောင်ချောင်းဖြာဖြင့်ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအဖျားဖျားသည်ခုနှစ်သားသမီးမေတ္တာပေါင်းကိုရရှိပြီးသကားလားဘာဆရာကြီးဒေါက်တာမင်းသိန်းကရေရှုံမပြတ်ဆင်လာများကိုကျွန်တော်တို့ဖော်ဆောင်ခွင့်ရရှိတဲ့ဤဆရာဆံပါများအထူးပြင်ကျေးဇူးတင်ရှိပြီးကြွားလာတဲ့ခွင့်ရသားသမီးကိုလည်းအထူးပြင်ကျေးဇူးတင်ရှိပါတယ်။လောင်နှစ်များနှစ်များမှလည်းအလင်းသိမ့်လို့ကျွန်တော်တို့ဖော်ဆက်သွားမှာဖြစ်တဲ့အတွက် ယနေ့ဤခါအိန္ဒိယကိုကျင်းပခွင့်ပြည့်သောဆရာတော်ဘုရားကြီးကိုလည်းအထူးလည်းကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။အဆိုပါစေပေါင်းခဘွဲကရရှိလာတဲ့စေတော်များကိုလည်းခုနှစ်ရက်သားသမီးများကိုပြန်လည်လှူဒန်းခဲ့တယ်လို့သိရှိရပါတယ်ရှင်။